အားလုံးပဲမင်္ဂလာပါခင်ဗျာအီရန်နိုင်ငံဟာစစ်ရေးဒရုန်းတွေဖွံ့ဖြိုးတိစောက်ဖို့ကိုအီရန်အီရတ်စစ်ပွဲ1980-88ကာလကလေးကစတင်ခဲ့ပါတယ်အဲ့ဒီချိန်ကအီရန်အနေနဲ့စောင့်ကြည့်ရှာဖွေနေတဲ့တိုက်ခိုက်ရေးလက်နက်တွေအရန်လိုအပ်နေချိန်ဖြစ်ပေမဲ့ခင်မီစစ်လေရင်တွေမရှိခဲ့ပါဘူးအီရန်ရဲ့ပထမဆုံးဒရုန်းတွေဟာရိုးရိုးကင်မရာတပ်ဆင်ထားတဲ့စောင့်ကြည့်ဒရုန်းတွေသာဖြစ်ခဲ့ပေမဲ့ဒါဟာအချိန်ကျော်လာတဲ့အခါကမ္ဘာအကြီးဆုံးဒရုန်းထုတ်လို့ရေးအစီအစဉ်တစ်ခုဖြစ်ပြောင်းလဲသွားခဲ့တဲ့ခီးရဲ့အစပဲဖြစ်ပါတယ် စစ်ပွဲပြီးမှာတော့အီရန်ကဒရုန်းနည်းပညာကိုပို့ပြီးအလေးထားလာခဲ့ပြီးတခြားနိုင်ငံတွေရဲ့နည်းပညာတွေကိုပြန်လည်ဆန်းစစ်ပြီး reverse engineering လုပ်ကပုံမအစင့်မြင့်တဲ့ဒရုန်းတွေတီထွင်လာခဲ့ပါတယ်။ဒါ့ပြင်အရေးယူပိတ်ဆို့မှုတွေများလာတဲ့အခါအီရန်ဟာနိုင်ငံခြားစစ်လက်နက်တွေကိုမိခိုနေရတာဟာအန္တရာယ်ရှိတယ်ဆိုတာကိုနားလည်လာခဲ့ပါတယ်။ဒါကြောင့်ကာဝေးဝင်ကြီးဌာနနဲ့ IRGC Islamic Tolerance ကာဝေးတပ်တို့ဟာတိုက်ရိုက်ချိတ်ဆက်ပြီးအစင့်မြင့်ဒရုန်းထုတ်လို့ရေးအစီအစဉ်တွေစတင်ခဲ့ပါတယ်။ 2010ပြည်လုံနှစ်တွေမှာဆိုရင်အီရန်ဟာအလိုလျောက်ဘုံဒရုန်းစူဆိုက်ဒရုန်းစောင့်ကြည့်ဒရုန်းအီလက်ထရောနစ်စစ်ဆင်ရေးဒရုန်းနဲ့တိုက်ခိုက်ရေး UAV တွေကိုစက်မှုလုပ်ငန်းစစ်ထုတ်လုပ်နိုင်ခဲ့ပါတယ်ဒီလိုချက်တွေလည်းတည်ထားရပါမယ်အီရန်ရဲ့ဒရုန်းနည်းပညာ90ရာခိုင်နှုန်းကျော်ဟာသူတို့ကိုယ်ပိုင်ဖွံ့ဖြိုးမှုဖြစ်တယ်လို့ဆိုပါတယ်အီရန်မှာဒရုန်းစက်ရုံအနည်းဆုံး10ရုံရှိပြီးတီဟီရန်အစ်ဖာဟန်မာရှရတ်တာဗရီစ်ရှီရက်စ်နဲ့အီရက်စတဲ့မြို့တွေမှာတည်ရှိပါတယ် အချို့စက်ရုံတွေကို IRGC ကတိုက်ရိုက်အုပ်ချုပ်ပြီးအချို့ကကာဝေးဝန်ကြီးဌာနကထိန်းကွပ်ထားပါတယ်ဒီစက်ရုံတွေရဲ့လုပ်ငန်းတချို့ကိုမြေအောက်လှိုင်ကိုတွေနဲ့စစ်စခန်းတွေမှာလှုပ်ဝဲလှုပ်ဆောင်ကြပါတယ် EN drone တွေရဲ့ထူးခြားချက်ကဈေးနှုန်းချိုတာပဲမဲ့ထိရောက်တဲ့နည်းပညာကိုအသုံးပြုထားပါတယ်ဥပမာယူကရိန်းစစ်ပွဲမှာအများဆုံးတုံးခဲ့တဲ့ Shahi 136လို suicide drone တစ်စီးကိုဒေါ်လာ2000အောင်နဲ့ထုတ်လုပ်နိုင်ပါတယ် drone အုပ်စုလိုက်အသုံးပြုပြီးရန်သူလေကြောင်းကာဝဲစနစ်တွေကိုဖြိုခွင်းတဲ့နည်းပညာကြောင့် အီရန်ဟာနိုင်ငံကုန်ကျစရိတ်နဲ့ကြီးမားတဲ့စစ်ရေးချင်းချောက်မှုတွေဖန်တီးနိုင်ခဲ့ပါတယ်။အီရန်ဒရုန်းအမျိုးစားတွေထဲမှာမိုဟာဂျာလိုစောင့်ကြည့်တဲ့တက်ဒရုန်းတွေရှိသလို တိုက်ခိုက်ဒရုန်းတွေလည်းရှိပါတယ်။အချို့ဒရုန်းများကိုတိုက်ခိုက်လုပ်ငန်းများအတွက်အထူးဒီဇိုင်းဆွဲထားပါတယ်။ဥပမာ Shahi 129လို့တိုက်ခိုက်ဒရုန်းမျိုး Shahi 136နဲ့ Ashat တို့လိုမိမိကိုယ်ကိုဖျက်ဆီးတိုက်ခိုက်နိုင်တဲ့ Suicide ဒရုန်းမျိုး Kaman 22လို့ပိုကြီးမားတဲ့ဒရုန်းတွေဆိုရင်ဘုံနဲ့ဒုံးကျည်တွေတက်ဆင်နိုင်ပြီးအထူးစစ်ဆင်ရေးတွေမှာအသုံးပြုခဲ့ဘူးပါတယ်။ ဒီဇိုင်းမျိုးမျိုးရှိခြင်းကအီရန်ကိုစစ်မြေပြင်အခြေအနေပေါ်မူတည်ပြီးလှုပ်ရှားနိုင်စွမ်းပုံမြင့်စေပါတယ်ပထမဦးစွာကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာဒါပြင်ကျွန်တော်တို့ရဲ့ content အသစ်တွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ like လေးလေးပေးသွားကြပါဦးခင်ဗျာတရားဝင်မဟုတ်တဲ့ခံမှန်းချက်တွေအရအီရန်ဟာတနေ့ကို drone 90မှ100အထိထုတ်လုပ်နိုင်စွမ်းရှိပါတယ်အချို့ ထုတ်လုပ်မှု line တွေကအလူလျောက်စနစ် semi automated သုံးထားပြီးကြိုတင်ပြင်ဆင်ထားတဲ့အစိတ်ပိုင်းတွေကိုအမြန်တက်စင်ပြီး rapid assembly နဲ့လုပ်ကင်ကြပါတယ် ကိုယ်တဲ့အင်ဂျင်လမ်းညွန်စနစ်နဲ့ဘုံပစ္စည်းတွေကိုအဓိကပြည်တွင်းမှာပဲထုတ်လုပ်ပါတယ်။ဒါပေမဲ့အချို့အထူးချစ်တွေနဲ့ကင်မရာတွေကိုကြားခံနေဝယ်ယူခြင်းသို့မဟုတ်ပေါင်ခိုးဈေးကွက်ကနေတစ်ဆင့်ရယူတတ်ပါတယ်။ဈေးနှုန်းနဲ့နိုင်ငံ viewer drone ထုတ်လုပ်မှုကဒုံးကျည်တွေနဲ့စစ်လေယာဉ်တွေထုတ်တာတဲ့ဈေးပိုတက်တာပါတယ်။ဒါကြောင့်နှင်းနှဲငယ်တွင်အီရန်ကဒီလုပ်ငန်းကိုအထူးအလေးထားခဲ့တာဖြစ်ပါတယ်။အီရန်ရဲ့စီးရေး viewer မှာ drone တွေကိုအချို့မညီကာကွယ်ရေး asymmetric drone viewer ရဲ့အဓိကအစိတ်အပိုင်းဖြစ်သတ်မှတ်ထားပါတယ်။ဆိုလိုတာကအမေရိကန် အစ္စရေးလိုစစ်အင်အားကြီးနိုင်ငံတွေကိုချိန်းချောက်ဖို့ဒရုန်းတွေကိုအသုံးပြုခဲ့ပါတယ်။အီရန်ရဲ့ဒရုန်းတွေကိုပြည်တွင်းမှာပဲတုံးတာမဟုတ်ပဲမာမိတ်ဖွဲ့တွေစီကိုလည်းတင်ပို့နေပါတယ်။ယီမင်ကဟူတီတောင်းကျမ်းသူတွေလက်ဘရွန်ကဟစ်ဆာဘူလာနဲ့အီရက်ကဟတ်စတယ်ရှာဘီအုပ်စုတို့ကိုပို့ဆောင်ပါတယ်။ရုရှားကိုလည်းယူကရိန်းစစ်ပွဲအတွင်းမှာတောင်တင်ပို့ခဲ့ဘူးပါတယ်။အီရန်ရဲ့ဒရုန်းတင်ပို့ရေးဗျူဟာနဲ့စစ်ရေးစွမ်းရည်များတစ်ခါလီမှာအီရန်ကဒရုန်းစိတ်ပိုင်းတွေကိုပဲတင်ပို့ပြီးရောက်ရှိရာနိုင်ငံမှာမှပြန်စုစည်းတက်ဆင်တယ် ဒီနေ့ကကုန်ကြားစိတ်တက်တာစီလိုတင်ပို့မှုတွေကိုလိုက်လံရှာဖွေဖို့လဲပိုခက်ခဲစေတယ်။ယူကရိန်းစစ်ပွဲအထုတ်ထိတ်မှာရုရှားကအီရန်ထုတ်ရှာဟီ136ဒရုန်းတွေနဲ့ယူကရိန်းခြေကန်စောက်ဦးတွေကိုတိုက်ခိုက်ဖို့အကြီးအကျယ်အသုံးပြုခဲ့ပါတယ်။ဒါကနိုင်ငံတကာရဲ့ကန့်ကွက်မှုတွေကိုဖြစ်စေပြီးအီရန်နဲ့သက်ဆိုင်တဲ့ကုမ္ပဏီတွေပေါ်အရေးယူပိတ်ဆို့မှုအစ်စ်တွေလည်းဖြစ်ပေါ်စေခဲ့ပါတယ်။ဒါပေမဲ့လည်းအီရန်ဟာဒရုန်းတင်ပို့မှုကိုသူ့ရဲ့ချင်းချောက်မှုဗျူဟာနဲ့မဟာမိတ်တွေကိုထောက်ခံမှုရဲ့အစိတ်အပိုင်းဖြစ်ဆက်လက်ကာကွယ်ပြောဆိုနေသေးပါ။ Eden drone တွေရဲ့နောက်ထပ်ထူးခြားချက်က electronic စစ်ဆင်ရေးစွမ်းရည်တွေပါပဲ။ Cyber လို့ Eden troop drone တချို့ဟာရန်သူရေဒါတွေကိုနှောက်ယှက်တာ၊ဂျိုဒူအချက်ပြ line တွေကိုပိတ်ဆို့တာဒါမှမဟုတ်ရေဒါထောက်လန်းမှုကိုမမြင်နိုင်အောင်လုံးဆောင်နိုင်တယ်။ဒီ drone တွေကိုရန်သူနယ်မြေအတွင်းနက်နက်ရှိုင်းရှိုင်းဝင်ရောက်တဲ့အထူးရေးကြီးတဲ့တာဝန်တွေအတွက်အထူးဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်။လေတပ်ပိုင်း drone တွေပြင် Eden ဟာရေတပ်သုံး drone တွေကိုလည်းတီထွင်ထားပါတယ်။ဒီ drone တွေကရေပြင်ပေါ်မှာရွေလျားနိုင်ပြီးဘုံးတွေတည်ဆောင်နိုင်ပါတယ်။ဒီ drone တွေရဲ့ကြင်ညာထားတဲ့ရည်ရွယ်ချက်က ။ Osmond ရေလက်ကြားကိုထိန်းချုပ်ဖို့နဲ့ပါရှန်ပင်လယ်ကွေ့အတွင်းမှာအီရန်ရဲ့အင်အားကိုမြင့်တင်ဖို့ဖြစ်ပါတယ်။တချို့သောသတင်းရင်းမြစ်တွေကဆိုရင်အီရန်ဟာရင်ကုန် drone တွေကိုပါဖန်တီးနေတယ်လို့ဆိုပါတယ်။လို့ဝဲနီးပညာဆိုင်ရာသတင်းတွေကအီရန် troop drone တချို့ရဲ့ပြန်တန်းအကွာအဝေးဟာ2500ကီလိုမီတာထိရှိနိုင်တယ်လို့သိရပါတယ်။ဒီ drone တွေဟာအီရန်ကနေအစ္စရေးရဲ့ပြစ်မှတ်တွေနဲ့ပါရှန်ပင်လယ်ကွေ့အတွင်းကအမေရိကန်စစ်ကမ်းတွေစီကိုပြန်တန်းသွားပြီးပြစ်မှတ်နဲ့ထိမြင်ပေါက်ကွင်းနိုင်စွမ်းရှိပါတယ်။ ဒီလိုကွာဝေးမျိုးရှိခြင်းကအီရန်ကိုသူ့စစ်သားတွေအန္တရာယ်မခံရဘဲဒေတာရင်းအနှံ့မှာအင်အားပြသနိုင်စွမ်းရှိသေးပါတယ်။အီရန်ဟာသူ့ရဲ့ဒေတာဆိုင်ရာမှာမိတွေကိုလည်းဒရုန်းမောင်းနှင်အုံပြုနည်းတွေတင်ပေးပါတယ်။ဂျီမင်မာဟူတီတပ်ဖွဲ့တွေကနှင်းနဲ့ချပြီးအီရန်ထုတ်ဒရုန်းတွေကိုဆော်ရီအာရေဗျားကိုတိုက်ခိုက်ဖို့အုံပြုနေခဲ့ပြီးဆီးရီးယားမှာတော့ဟစ်ဆာဘူလာကစန်းကျင်ဘက်တပ်ဖွဲ့တွေရဲ့တပ်နေရာတွေကိုစောင့်ကြည့်ဖို့အီရန်ဒရုန်းတွေကိုအုံပြုခဲ့ပါတယ်။အီရန်ဟာဒရုန်းတွေကိုစိတ်ပညာစီရေးလက်နက်အဖြစ်အများအားဖြင့်အုံပြုပါတယ်။ ရန်သူနိုင်ငံကအီရန်ဟာအဝေးထိန်းမိမိကိုယ်ကိုဖျက်ဆီးဒရုန်းတွေနဲ့အရေးပါတဲ့အခြေခံအဆောက်အုံတွေကိုတိုက်ခိုက်နိုင်တယ်ဆိုတာသိသွားရင်သူ့ရဲ့ဒေတာရင်းမူဝါဒတွေကိုပြန်လည်ချိန်ကြီးဖို့ဖိအားဖြစ်စေပါတယ်။အီရန်ကဒီနည်းပြဟာကိုညံရင်မြင့်ချိန်ချောက်မှုလို့ခေါ်ပါတယ်။ပြည်တွင်းမှာတော့အီရန်ဟာဒရုန်းတွေကိုနေဆက်လုံခြုံရေးမူရီစေဝါတည်ဆောင်မှုတိုက်ဖျက်ရေးနဲ့တောင်တန်းဒေတာစောင့်ကြည့်ရေးတို့အတွက်အသုံးပြုပါတယ်။ပေါ်ပါပြီးဈေးနှုန်းတက်တာတဲ့ဒရုန်းတွေကိုအထူးဒီဇိုင်းဆွဲထားပြီးအီရန်အရှိန်နဲ့အနောက်နေဆက်တွေမှာနှိမ့်ညမပြတ်ပြန်တန်းစေပါတယ်။ မကြသေးခင်နှစ်တွေအတွင်းမှာအီရန်ဟာဒေတာဆိုင်ရာနိုင်ငံတချို့နဲ့ပူးပေါင်းပြီးဒရုန်းဖွံ့ဖြိုးရေးစီမံကိန်းတွေစတင်ခဲ့ပါတယ်။အစီရင်ခံစာတွေကဗင်နီဇွဲလားစီးရီးယားနဲ့အာဖရိကရှိစစ်အုပ်စုတွေနဲ့ပါနီးပညာပူးပေါင်းဆောင်ရွက်ကနေဆက်ပြင်ပတွေမှာဒရုန်းတွေထုတ်လုပ်နေတယ်လို့သိရပါတယ်။ဒီပြူဟာအီရန်အင်အားကိုဒေတာဆိုင်ရာအဆင့်ကနေကမ္ဘာအဆင့်ကိုမြင့်တင်ပေးနိုင်ခဲ့ပါတယ်။ပိတ်ဆို့မှုတွေကြောင့်အီရန်ဟာပြည်တွင်းထုတ်ပစ္စည်းတွေကိုသာအလေးထားအသုံးပြုပါတယ်။အစိပ်ပိုင်းထုတ်လို့ရင်းညာရင်တု AI နဲ့ ကိုရီဒီဇိုင်းစတဲ့နယ်ပယ်တွေမှာအသိပညာအခြေပြုကုမ္ပဏီများစွာစီးရေးလုပ်ငန်းနဲ့ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ဒီပူးပေါင်းဆောင်ရွက်မှုတွေကြောင့် EN drone တွေရဲ့အရေးသွေးတိုးတက်လာခဲ့ပါတယ်။ဒါပေမဲ့ EN drone တွေမှာအားနည်းချက်တချို့ရှိနေသေးပါ။ပြင်မှတ်ထိမှန်တော့နေခြင်း၊အစစ်မြေ electronic စစ်ဆင်ရေးကိုခံနိုင်ရည်နေခြင်းနဲ့အချိန်နှီးခြင်းတွေကိုအစီရင်ခံစာတွေမှာမကြာခဏဖော်ပြလေရှိပါတယ်။ဒါပေမဲ့ EN ကဒီပြဿနာတွေကိုဖြေရှင်းဖို့အပြင်းထန်စူးစမ်းနေပါတယ်။ EN ရဲ့ drone လုပ်ငန်းဟာအစ္စလာမ်ရဲ့သမ္မတနိုင်ငံရဲ့စစ်အင်အားကြီးအဓိကအုတ်မြစ်တစ်ခုဖြစ်လာပါပြီ ဒါကာကွယ်ရေးနဲ့တိုက်ခိုက်ရေးအတွက်တောင်မှကတန်တမာရေးနဲ့စီးပွားရေးမှာပါအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်ဒရုန်းတင်ပေါ်ရေးဒေတာဆိုင်ရာအင်အားပြမှုနဲ့ဤပညာဖွံ့ဖြိုးတိုးတက်မှုတို့ကအီရန်ကိုဒေတာအတွင်းမှာအဓိကကစားသမားတဦးအဖြစ်ယက်တီစေခဲ့ပါတယ်အနာဂတ်မှာတော့အီရန်ဟာပုံမဝေးလံတဲ့ပြန်တမ်းမှုအကွာအဝေးပုံမကောင်းမွန်တဲ့ဖျောက်ဖျက်နိုင်စွမ်းနဲ့ပုံမတိကျတဲ့ပြင်မှတ်ထိမှန်နှုန်းရှိတဲ့ဒရုန်းတွေကိုထုတ်လုပ်ဖို့မျှော်လင့်ထားပါတယ်။ဒါ့အပြင်လူထိန်းချုပ်မှုလုံးဝမလိုတဲ့လူလျောက်မောင်းနှင်ဒရုန်းတွေကိုလည်းလက်ရှိစမ်းသပ်နေသေးဖြစ်ပါတယ်။ ဒီတိုးတက်မှုတွေကအီရန်ကိုလေကြောင်းစစ်ရေးကြီးမျိုးဆက်တစ်ခုတည်းသို့ဥတီပို့ဆောင်နိုင်မှာဖြစ်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်ခင်ဗျာ။